အာဒီ brother တော့ကျွန်တော် YouTube မှာလာမှန်းနဲ့မှန်းပါเนาะဆိုတော့သူလည်းသူမကျေနပ်ချက်နဲ့ပေါ့เนาะကျေနပ်ချက်နဲ့ဆိုအဲ့လို30အသက်30ကျော်တွေလူတစ်တီအဲပြဿနာကအဲ့အဲ့ဒါပေါ့เนาะ ship owner နောက်ပိုင်းခေါ်တဲ့လူတစ် requirement မှာအဲ့အသက်30ကျော်ရင်မခေါ်ကြတော့အများစုပေါ့เนาะအများစုကမခေါ်ကြတော့တာတကယ်ပြဿနာပေါ့เนาะဟိုကျွန်တော်ကဒါကအဲ့ဒီ video မှာကျွန်တော်ဘာလို့ပေးရလဲဆိုတော့ တက်30ကျော်ရင်ဒီလောကထဲဝင်လာဖို့အားမပေးဘူးလို့ကျွန်တော် ပြောထားတာဗျာကျွန်တော်ပြောကျင်တဲ့ဥစ္စာအလောက်ကန်ရှာဖွေရခက်လို့အသက်30ကျော် brother တွေအနေနဲ့ချားလန်းအောင်ရွေးရကျင်တာတိုင်ပတ်မှာဆိုလို့ဘာလို့အခုလက်တိုင်ပတ်နေတာအများကြီးပဲဒီ industry ထဲမှာအသက်30ကျော်ရွာလဲနေတာအများကြီးလက်မှတ်ကန်ပြီအဲ့ဒီတိလို့ကျွန်တော်ကကြိုပြီးတော့တားတာဖုံးစံနဲ့တားမရလို့ဝင်လာရင်လေဒါသူတို့သဘောကျွန်တော်လည်းတပြားမှပတ်စံဆိုင်ပေးရတာမဟုတ်ဘူးကျွန်တော်ကအာ senior တွေဖြစ်တဲ့ကြောင့်မလို့တားရမယ်ကိုတရားရှိလို့သာတားနေရတာ နောက်တော့ကြမင်းတို့ကဘာမှမပြောလို့ငါတို့ဝင်လာတဲ့နော်ရှေ့ရဲ့ဘဲတွေဘာမှမပြောဘူးပါညာဆိုသူတို့စိတ်တွေမှထင်နေမှာဆိုလို့နော်ကျွန်တော်တို့ဟိုဟာပြပြတာနော်အဲ page လက်ရှိလို့ကျွန်တော်ပြောပြတာနော် Okay ဆိုတော့ကျွန်တော်ကဒီဘယ်လိုပြောမလဲအလုတ်သမားတယောက်အနေနဲ့မကြည့်ပဲနဲ့တင်မော့အုံနာအနေနဲ့ပြန်ကြည့်ရနော် boss တယောက်အနေနဲ့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာတက်30ကျော်35 35ဝင်ညထားပါတော့40ထားပါတော့ဗျာ30ကြော်ပါ යි 30အောင်းနဲ့လူတစ်လူတစ်ဆိုဘာလို့ ਆ ဆိုသူများခိုင်းတာအကုန်လုံးတော့ဒါရှင်းရှင်းလေးအဲ့မှာတရစည်းလေးရမယ်ကြမ်းတက်ရမယ်အိမ်သာဆေးရမယ်ကြပကံဆေးရမယ်နော်အောက်ခြေသိင်းအကုန်လုံးအဲ့လိုလုံမဲ့အလုပ်သမားတယောက်ကိုကျွန်တော်ကငဲတာရွေးခိုင်းမလားကြီးတာရွေးခိုင်းမလားကြီးတဲ့အလုပ်သမားတယောက်ကိုရွေးခိုင်းတာက ပိုကောင်းမလားငယ်တဲ့လူကမတယောက်ရွေးခိုင်းတာပိုကောင်းမလားအဲ့ဒီအမြင်နဲ့ကျွန်တော်ကကြည့်လိုက်တဲ့အခါမှာတဲကွဲသွားတယ်ဆိုတော့စီနီယာတွေသိတယ် AB ဖြစ်သွားတယ်ဘိုးစင်ဖြစ်သွားတယ်သိကတက်တက်လာတယ်ဝါလုံးတက်လာတယ်ဟောဟိုဟာလေးတက်လာတယ်တက်လာမလားဤဟာလေးတက်လာတယ်ဒီဟာလေးတက်လာအသက်ကြီးတဲ့လူခိုင်းလို့ပိုကောင်းလားငယ်တဲ့လူဆိုသူတို့စိတ်ထဲမှာခိုင်းရတာပိုကောင်းတယ်ထင်လားဗောနော်ဆိုတော့တခါကျရင် AB ရဲ့အသက်30လောက်တက်လာတဲ့ OS က35လောက်ဖြစ် ခိုင်းလို့တိတ်အဆင်မပြေတော့ဗျာနော်အဲ့အဲ့အဲ့ဒီအဲ့ဒီအရာလေတခုအဲ့ဒါတခုရှိတယ်ပြီးတော့အရင်ထုံးစံတိုင်းငယ်တဲ့လူတွေပိုကျမ်းမာကျမ်းမာရေးရကြည့်အဲဒါကျမ်းမာရေးရှုတော့ကြည့်တာလေပါကောင်းပါလေနော်နော်ပြီးဝရင်စဉ်းစားကြည့်ဗျာဟို fresh ဖြစ်နေတဲ့နော်နုပြုတ်တက်လွင်နေတဲ့ခြာတိတ်ဒီကိုအလုတ်ခိုင်းတာ ਨੇ ခြာတိတ်ဒီဆိုတော့သူတို့ကဒီ ခက်လဲမီတနည်းညပိုင်းပေါ့နော်အခုနောက်ပိုင်းတုံးနေဟာဒီနော်ပို့ပြီးတည်တယ်နော်ဆိုတော့ထားပါတော့ဗျာဆိုဘာလို့ကျွန်တော်ပြောနေတာလဲဆိုကျွန်တော်တခါကြီးအဲ့လိုမျိုးဒီအပေါ်စည်းကနေလည်းပြန်ကြည့်တယ်မှန်းအုံနာတယောက်အနေနဲ့ကြည့်မယ်သူတို့အဲ့လိုကြည့်နော်ဒီတွတ်တွတ်လက်လက်ပြန်အင်္ဂလိပ်စကားပြောကောင်းတာမျိုးတွေ မှန်ပါလေစကားပြောကောင်းတာ30ကျော်မှလည်းပြောကောင်းပါပဲ20ကျော်20ပတ်ဝန်းကျင်လည်းပြောကောင်းတယ်လို့ပြောကောင်းတာအဲ့တော့ဘာလို့အဓိက30ကျော်တွေမရွေးလဲဆိုတော့အဓိကအဲ့ဒီအောက်ခြေသိမ်းလို့လောက်ရမယ်အရွယ်မှာအကြီးကြီးဖြစ်နေအသက်ကြီးတဲ့လူတွေမခိုင်းညင်လို့ဒါပဲနော်အဓိအဓိကအဲ့ပြဿနာအဓိကကိုလုပ်ငန်းရှင်တယောက်လို့စဉ်းစားဗျာငယ်တဲ့ချတိတ်ပြမ20ကျော်လေးတွေကို time လား30ကျော်အချို့က30ကျော်ပဲလေးနေမှန်တယ်ဗျာဟိုတချို့ကလေ50 50ဒီအလွတ်လွတ်နိုင်တာမှန်တယ်သူ့ပြင်မဲ့ဘလို့ပဲဖြစ်ဖြစ်ဒီ20ပန်ဝန်းကျင်ပြောပါ25ဝန်းကျင်နေကိုပဲရှင်ပြီးရွေးတဲ့ခါမှာသူတို့ပဲရွေးရမှာဒါကအဲ့လိုအဲ့လိုမျိုးကြည့်ခဲ့ရင်ပြောတာကိုလှုပ်ရှားတဲ့လူတွေဟုတ်တာမင်းတို့ကလည်းကွာ30ကျော်လဲငါတို့ကလုံနိုင်ပါတယ်ငါတို့တန်မာကြီးရှိပါသေးတယ်ပြောပြောလို့ရဒါကကျွန်တော်တို့ဘက်က ြောပြောပိုင်ခွင့်ရှိတို့ပေမဲ့ထုံးစံတိုင်းပတ်စံပေးမယ်အလို့ရှင်ရလေ तू ကြိုက်တဲ့လူပဲခေါ်ပိုင်ခွင့်ရှိတယ်အဲ့တော့ complaint တော့တက်လို့မရအဲ့30ကျော်ခေါ်မဲ့ကိုမလို့ကိုမရရအောင်လိုက်ရှာဖို့ကိုတောင်းထိုင်ဘလင်းနေလို့တော့အလို့ရမှာမဟုတ်